ဟယ်လိုအားလုံးပဲမင်္ဂလာပါအိုင်ရှာကတော့ရန်ကုန်ကနေမန္တလေးကိုအလုပ်ကိစ္စသွားဖို့ရှိတာကြောင့်မို့လို့ခုတလောတိတော့ပေါ်မှာနာမည်ကြီးနေတဲ့ရွှေမန္တလာရဲ့ VIP Express ကနဲ့မန္တလေးကိုသွားဖြစ်ခဲ့တယ်ပေါ့နော်အတွေ့အကြုံလေးကိုအားလုံးကို sharing လုပ်ပေးချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါနော်ဒီဟာကတော့ရန်ကုန်ရဲ့ရွှေမန္တလာကဂိတ်ပေါ့နော်။အရှာကတော့၈နိုင်ကဖြစ်တဲ့အတွက်ကြောင့်မလို့9နိုင်ခွဲလောက်ရောက်သွားလိုက်တယ်။ပြီးတော့အသီးဝယ်၊တ िश ူ၊ဤတန်ဘူးဝယ်ပြီးတော့စောင့်နေလိုက်တဲ့အခါထွက်ချင်းကို ကားပေါ်စားတက်လို့ရပြီဆိုတာနဲ့အိုင်ရှာကအရင်ဆုံးဘယ်သူမှမတက်ခင်တက်လိုက်တယ်ပေါ့နော်ဘာလို့လဲဆိုဗီဒီယိုလေးပါလေးရိုက်ချင်သေးလို့ဝင်လိုက်တာနဲ့အဲကွန်းရဲ့အေးဆက်တဲ့အရာတလေးကဆပြီးတော့ခန်းစားရပြီကဲကိုနေရာလေးကိုရောက်ပြီးဆိုတာနဲ့အရင်ဆုံးဝယ်လာတဲ့ရေဘူးနဲ့တ िश ူးကိုနေရာလေးရှာပြီးချလိုက်တယ်ပြီးတော့ခုံရဲ့ဘေးနားလေးမှာ USB ပေါက်နဲ့ Type C အပေါက်လေးရှိတယ်။အတွင်းပေါ်အဆင်ပြေအောင်ထားပေးထားတာတွေ့ရတယ်ပေါ့နော်။ပြီးတော့ခုံရဲ့ဒီဘက်ဆောင်းလေးမှာခလုတ်လေးတွေပါတယ်။ဝင်လာတာနဲ့အခုကအရင်အင်းနေတာကြောင့်မလို့ အကွန်နှစ်ခုစလုံးကိုအရာပိတ်ပလိုက်တယ်။ပြီးတော့ပေါင်ရဲ့ဘေးနားလေးမှာ wifi ဂျူအာလေးပိတ်ထားတယ် wifi လည်းသုံးလို့ရတယ်။ပြီးတော့ခုံရဲ့ဘေးနားလေးမှာစပွဲခုံတွေထားထားပြီးပေါ့။အလုပ်ရှင်တွေအတွက် laptop ပါလို့အလုပ်လေးလုပ်ချင်တာပဲဖြစ်ဖြစ်အစားတောက်စားဖို့အတွက်သုံးချင်တာပဲဖြစ်ဖြစ်ဒီစပွဲကိုလိုတလို့သုံးလို့ရတယ်။တရားကတော့တို့ပိတ်ထားတဲ့ဆောင်လေးပေါ့။နည်းနည်းတော့ပါတယ်။အကွန်ကအရင်မခံနိုင်လေလို့ဆိုရင်အကွန်ပိတ်ပြီးတော့ဒီဟာလေးခြုံထားရဲဆိုရင်အဆင်ပြေတယ်။ပြီးတော့ဒီဘေးကခက်လို့တွေဘလို့သုံးရလဲဆိုရင်ဒီအလေးရဟာလေးဆိုရင်ကိုယ့်ရဲ့ခြေတော့တင်းနေနားလေးကအသက်အချာကို သုံးလို့ရတယ်ဒီကလုတ်လေးကကျတော့ကိုယ့်ရဲ့ခုံကပုံမှန်ဆိုရင်ထိုင်တဲ့ပုံစံလေးဖြစ်နေအဲ့ဒါလေးကိုနှိမ့်လိုက်မယ်ဆိုရင်တော့ရှော့တဲ့ပုံစံလေးဖြစ်သွားပြီးမှမီလို့ရတယ်ပြီးရင်ဟိုအိတ်တဲ့ပုံစံလေးရသွားတာပေါ့ဒီကလုတ်လေးကတော့ခြေထောက်တင်ဖို့အဆင်ပြေအောင်ထားထားပေးရပါကိုယ့်အရင်နေညှိယူပြီးတော့လိုတလိုချိန်ထားလို့ရပါတယ်ဒီခုံကအနစ်ခုံလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအနစ်ခံချင်တယ်ဟိုအညောင်းဖြစ်ချင်တယ်ဆိုရင်ဒီကခလုတ်လေးတွေကိုတုံးလို့ရတယ်။ကားကတော့အစားထွက်နေပြီ။ကားစားထွက်ပြီးတိတ်မကြခင်မှာတ िश ူတောက်ဝါနဲ့တွားတိုက်တန်လေးတွေဝေပေးပါတယ်။ ီးတော့ဒီလိုမုံဘူးလေးတစ်ခုပေးတယ်မုံဘူးလေးကိုဖောက်လိုက်တဲ့အချိန်မှာအထင်မှဒီလိုမုံလေးနှစ်ခုပါတယ်ဘိုက်ကလည်းဆာဆာနဲ့မအောင်နိုင်တော့လို့မုံလေးကိုရင်ဖောက်စားလိုက်တာအရာဒါလေးကတော့တကယ်မစိုးပြီးတော့အလူကျော်လေးလည်းလာချပေးရဲ့ငကိုတဲကအစားမတဲ့လူဆိုတော့ဘာလာချာချာအကုန်လုံးကတော့စားလိုက်တာပါပဲတောက်ဆရာကဝိုင်းရေကိုလာရေပြီးရေတောက်ရတယ်ဒါပေမဲ့အိုက်ရှာကလက်ဇရီဆန်တော့အောင်လို့ဝိုင်းလေးမလိုက်တယ်အကုန်လုံးမကုန်ခဲ့ဘူးပြီးတာနဲ့အခန်းစီလေးကိုချပြီးတော့အနားယူပါတော့မယ်အခန်းစီလေးကချလိုက်တော့ချင်တောင်တဲ့ရောက်တဲ့တော့လို့ခန်းစားချက်မျိုးလေး ီးတော့အဲ့လည်းမပြောနားလည်းမနာချင်သေးတာနဲ့စပွဲကိုချပြီးတော့ laptop လေးပါလာနဲ့ laptop လေးဖွင့်ပြီးတော့ဇက်ကကြီးလိုက်တယ်ခုနမည်ကြီးနေတဲ့ဇက်ကလေးပေါ့နော်စင်ဒရယ်လာဇက်ကလေး Telegram ကနေကြည့်ရဆိုတော့အစပိုင်း trailer လေးပါတယ်အပိုင်းတော့ပဲအရင်ရိုက်ဖြစ်လိုက်တာဇက်ကလေးတော့ပြီးတပြေးအချိန်မှာအင်္ဂိုင်းလာလို့စပြီးတော့အရာဝင်မှုပြင်ဆင်လိုက်တယ်ကားပေါ်မှာအင်္ဂိုင်းထားမရှိတော့လွယ်လွယ်တော့အိမ်မပြောဘူးဒါပေမဲ့ခုံကနေနဲ့တက်တောင့်တက်တာရှိတော့အေးရတာအဆင်ပြေတယ် ်နိုးလာလို့အပြင်ဝလန်းကြည့်လိုက်တဲ့အချိန်မှာမန်လေးကိုရောက်ခါနေပြီအဲ့ဒါနဲ့ကားကနေစဖို့အဆင်သင့်လုပ်ရင်းနဲ့ဒီနေ့ဒီဗီဒီယိုကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ဒီခီးစဉ်လေးကတော့တကယ်ကိုတင်နှက်ခဲ့ရပါတယ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးပဲကျေးဇူးပါနောက်ဗီဒီယိုလေးတွေကိုထပ်ကြည့်ချင်တယ်ဆိုရင်တော့ follow လုပ်ထားပြီးနော်